မင်္ဂလာပါ။ဘာမစ်စလိုက်ပြီးအော်ဒီယိုကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဘာမစ်စလိုက်ပြီးအော်ဒီယိုပရိသတ်တွေအတွက်ဒီကနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့စာရေးဆရာမမဆန္ဒရဲ့ဝိတ္ထုတိုများလေးကကမ္မတိုင်မှာစကားသံဆိုတဲ့ဝိတ္ထုတိုလေးပဲဖြစ်ပါရစေ။အစင်းသေးဖြစ်ပြီးဆိုရင်တော့အစီအစဉ်တင်ဆက်ပေးမယ့်အင်ဂျီနဲ့တူတူနားဆင်ကြအောင်လားရှင်။ Hey အခုဖြတ်သွားတဲ့ကောင်းပေါ်ကလေကောင်းမလေးကို မြင်နေမဟုတ်လား။လှရင်နော်။အဲ့ဒါဥမမောင်ထွေးရဲ့နံပါတ်၁ကမွေးတဲ့သမီးအလတ်မလေး။ စင်ကာပူမှာចောင်းသားတက်နေရတဲ့ဒါကြောင့်ရန်ကုန်နဲ့စင်ကာပူသွားလိုက်လာလိုက်လုံနေရတာပေါ့သူ့စပင်းကဟိုဂျပန်ကားတွေကလေမင်းသမီးရဲ့စပင်းလိုပဲအလေးလေးနှွေနဲ့ဖွာနေတာအပြန်စားပဲနော်ဒါတော့ကားပေါ်မှာအပေါ်ပိုင်းမြင်ရလို့အောက်ကိုစင်းရင်လေပို့ပြီးတော့ချီကောင်းအောင်မထင်နေဘာဖြစ်လို့လဲသိလားဟာကောင်မလေးကထမင်ဝင်းလေးရှိတာမှမဟုတ်တာအေးဘာပဲဖြစ်ဖြစ်တီးလို့တော့ကောင်းနေမှာအမှန်ပဲကွာဟဲ့ဟဲ့ဘာ ဘေကဥမမောင်ထွေးလေဟုတ်လားသိလိုက်ပါတော့ကွာရန်ကုန်မြို့မှာနေပြီလေဥမမောင်ထွေးကိုမှမသိဘူးဆိုရင်တော့မင်းအများကြီးခင်တော့ကြကြံခဲ့ပြီသူ့ကိုဥမမောင်ထွေးလို့တော့မခေါ်ဘူးကွာအေးဟုတ်တယ်လင်ဟုတ်တာပေါ့အဲ့ဒီဥမမောင်ထွေးပေါ့အေးဟုတ်တယ်ဟုတ်တယ်တချို့ကတော့လေအလူပေးခြင်းစွန့်ခြင်းခြင်းပေးကမ်းခြင်းမှာဝါသနာထုံလွန်းလို့ဥမမောင်ပေးလို့လဲခေါ်ကြတယ်ဒီလိုဆိုတော့လေမင်းကအတိသားပဲ ။အော်ကွာဘလို့ပုံဘလို့နီးနဲ့ဘာကြောင့်ဒီလောက်ချမ်းသာတယ်လဲတော့ငါလေးဘယ်သိပါမလဲ။သူ့နာမည်ကိုကမောင်မောင်ထေးပါဆိုမှထေးအောင်လုပ်တယ်လို့လေထေးတာပဲဆိုတာသဘောပေါက်။ဒီတက်လည်းသိစရာမလိုပါဘူးကွာ။ငါတို့ကလေအမျက်ခွန်ဌာနကလည်းမဟုတ်ဘူး။သူ့နယ်လည်းဆွေမျိုးမတော်တော်ဖို့ရတာလည်းမနီးဆက်ဘူးကွာ။သူ့အိမ်ကရွှေတောင်ကြားလမ်းမှာလေရွှေတောင်ကြားဆိုတာကမြေတအေကကို3,5,6,000တန်တဲ့နေရာတော့အဲ့ဒီလိုနေရာမျိုးမှာသူတို့ခြံကကျေတာမှအကျေကြီး နောက်ထပ်တိုက်လုံးတော်လေးအသာလေးစောင့်နိုင်သေးတယ်။ဒါပေမဲ့သူ့မဟေတီဒေဝီကြီးကတော့ကွာဒီချက်မှာတော့နောက်ထပ်လေးတိုက်မဆောက်တော့ဘူးပြောတာပဲ။သူကမြက်ခင်းအကျယ်ကြီးကိုမှကြိုက်တာတဲ့။နောက်ပြီးတော့ဒီပြင်နေရာမှာလေဒီပြင်တိုက်တွေလည်းရှိသေးတာမို့လို့ဒီချန်ထဲမှာနောက်ထပ်ဆောက်စရာမလိုဘူးတဲ့လေ။နေကြအိမ်တွေဒီလောက်များနေမှဘာလို့ထပ်ဆောက်ရအောင်မလဲ။ဒေဝီကြီးသဘောကျတဲ့အင်းရှိမြက်ခင်းကတော့အထူးပါပဲကွာ။ဘယ်တိုင်းမိကမြက်ကိုလေမှာပြီးစိုက်ထားတဲ့လေကိုမသိဘူး။ စိတ်လိုက်တဲ့အစိမ်းဟာလေညာစင်းရောင်ရင်ပြီးတော့မျက်မျကိုစိတ်နေရပဲရန်ကုန်မြို့နယ်မှာရှိပေမဲ့လူတန်ကားတန်မစုညံမင်းနဲ့တိတ်ဆိတ်အေဂျင့်နေတဲ့နေရာဆိုတော့ခြံထဲဝင်လာရင်ပဲလေစိတ်နှလုံးအေဂျင့်သွားရတဲ့အထင်အင်းရှိမှရှိတယ်မျက်ခင်းကြီးကဂတိပါကော်စောကြီးခင်းထားသလိုလေကွာမျက်စီတွေအေးလိုက်တာပြောမနေနဲ့မျက်စီလဲအေးနားလဲအေးလို့ရင်းထဲလဲအေးပြီးတော့တဝါကြီးပဲထိုင်ငင်းကြည့်နေမိတာကောင်းဝင်လမ်းမေးမှာတော့လေတခွာစင်ရှိတယ် ဝေဝေဆဆပွင့်နေလိုက်တာမှလှမလှကွာအခက်လိုက်အခိုင်းလိုက်ဝေစားနေတာပဲအဖြူရောင်ပန်းပွင့်အကြီးကြီးကလည်းတဝင်းကို၄၅600ပေးရတယ်ဆိုပဲအဝါရောင်ခရဲရောင်အပွင့်တွေကလည်းအများကြီးပဲနမယ်ရီကတော့လीမခေါ်တတ်ပါဘူးကွာချန်စီယိုနာမှာတိုင်တွေထောင်းပြီးတော့စိုက်ထားတဲ့မြေစိုက်သွခွာတွေကိုတော့လीပင့်ကူသွခွာလို့ခေါ်တယ်ထင်ပါရဲ့အဝါရောင်အကြားလေးလေးအဝါရောင်အကြားကြားလေးတွေ ပင့်ကူနဲ့တူတော့လေပင့်ကူသူခွာလို့ခေါ်လာမသိဘူးအခိုင်လိုက်အခိုင်လိုက်ပွင့်နေလိုက်တာများမြိုင်ဆိုင်နေတော့တာပဲအိမ်မျက်နှာစာနေရန်ကလေအမြင်ကြီးဆိုတော့ကရားပြီကကြောက်ပြားတွေလည်းကတ်ထားတယ်အစင်းရောင်ဖျော့ဖျော့လေးတွေကလေရှက်နေတာလှပဲလှနေသေးတော့လေလက်နဲ့အသာတုတ်ထိလက်နဲ့အသာတုတ်ကြည့်လိုက်တော့လေလေချော်ပြီးအေးနေတာကွာငငယ်တုန်းကလို့ပါနဲ့လေကြကြကတ်ထားရင်တကောလုံးစိမ့်ပြီးတော့အေးလာတယ်ထင်ပါရဲ့ကွာ အဝေဝစင်ဝင်ကတော့တိုင်လုံးအမြင့်ကြီးတွေနဲ့ဆိုတော့ခန်းထားလိုက်တာအယံမင်းဖြူဖွေးနေတဲ့တိုင်လုံးကြီးတွေကိုမော့ကြည့်ရင်ငါရဲ့ကိုဟာလေးကျုံပြီးတော့ငဲသွားတယ်လို့လောင်ထင်မိတယ်။ကနုတ်ပန်းတွေထွင်းထားတဲ့လေကျွန်းတကားမကြီးကိုလည်းအစင်သေးဖွင့်မိတဲ့သူမရှိရင်တွုံဖွင့်ပြီးတော့မဝင်ရဲပါဘူးကွာ။အိမ်ထဲဝင်ရင်ချင်းအခန်းကလေလေကားကမ်းမောင်ရေးကွေကွေဝဲဝဲကွေကွေဝဲဝဲကြီးလေလိန်ပြီးတော့တက်သွားတာကွာ။ငငယ်တုန်းကလို့ဆိုရင်တော့ကွာပြေးစင်းလိုက်ပြေးတက်လိုက်နဲ့စောင့်နေမိမှာပဲ။ လေကားလေကားရင်းမှာတော့ပင်စီကိုတစ်ချောင်းနဲ့တစ်ချောင်းလေးကြစ်ဆံပြီးလိုလိမ့်ထားတဲ့တပင်းနှစ်ပင်ကို ကြောက်ပန်းကြီးအိုးရီနဲ့ထဲစားပြီးဘညာချထားတာပေါ့ငါကတော့ကွာပင်စီကိုဘလို့လို့ပြီးလိမ့်ထားပါလေလို့အံ့ဩနေမိတာအမှန်ပဲမတိမတာလမ်းနေတော့လေပုတ်ကြည့်လိုက်မိသေးတယ်အစစ်ဖြစ်နေတော့လေစိတ်ခါနှက်အစစ်ဖြစ်နေတော့စိတ်ခဲတဲ့အစစ်ဖြစ်နေတော့လေစိတ်ထဲကနေပြီးတော့อืมလူတွေလူတွေလူလူချင်းလေလို့အားမရသေးတော့တပင်ကိုတော့လေ လေကြာပြန်ပြီလို့တွေးရင်အလင်ခင်းရတဲ့တစ်ပင်လေးတွေကိုတနာနေမိတယ်။အင်းလေကွာငါးသာတနာနေတာ။အဲ့ဒီလိုအလင်ခန်းထားရတဲ့တစ်ပင်အလင်တွေကတိတ်ပြီးတော့ဈေးကြည့်ရဆိုပဲ။အဲ့ဒီအပင်အိမ်မှာထားရင်စီးပွားတက်တယ်လို့လည်းယုံကြည်ကြတယ်တဲ့။အင်းတစ်ပင်ထဲမှာတော့လေအလင်ကောင်းတဲ့အပင်ဟာတိတ်ပြီးတော့မျက်နှာကြည့်တာနော်။ဝဝင်ချင်းညာဘက်ကအခန်းကတော့လေပထမအေခန်းကွာ။တော်ရုံဧည့်သည်ဆိုရင်အဲ့ဒီမှာပဲအေခန်းနေ ကျင်ကလထိုင်းကြီးနဲ့ကျွန်းစပွဲကိုလေအခန်းတစ်ဖက်တောင်မှာအခန်းတစ်ဖက်တောင်မှာစီချထားတာမျက်စိကိုရှင်းနေတာပဲရိုးစေးလေးဘူးနဲ့ရိုးမြခွက်ကလေးတွေကိုတော့လေစပွဲပေါ်မှာ အစင်သေးတင်းလို့စပွဲပေါ်မှာအစင်သေးတင်းလို့အဝင်ဝါကလေစပွဲမြင့်မြင့်လေးပေါ်မှာတော့အင်းထဲမှာ စိုက်ထားတဲ့ပန်းဝင်လေးတွေတင်ထားတာပေါ့ပန်းအိုးတတိလေးတွေနဲ့ထည့်ထားတာကွာရှားစားဝင်ပေါက်ဆက်နာလေးတွေပေါ့ အရွယ်ညို့ကလေးတွေနဲ့အပင်ပြပြဝဝကလေးတွေကတော့လေခရမ်းရင်းရောင်ပန်းပွင့်လေးတွေပွင့်လို့လှလိုက်တာကွာအခန်းတော့ကကျွန်းစပွဲလေးတွေပေါ်မှာကတော့လေတရုတ်ကျေပန်းအိုးရှိရှိလေးတစ်လုံးရှိတယ်အဖြူရောင်သစ္စာပန်းဒီအဖြူရောင်သစ္စာပန်းလေးတစ်ခတ်တည်းထိုးထားတာအမေကိုရှင်းနေတာပဲတိတ်လာတာပဲကွာအော်ကြံခင်ခင်းထားတာကတော့လေကျွန်းတုံးကလေးတွေလေးကွာပါကေပါကေကြံခင်ပေါ့ပေါ်လေးတိုက်ထားတာကွာဖိဖိကိုလေး ဖိမိကိုလက်ပြီးတော့ချောနေတာပဲတတိမထားမိပဲရှောင်းရင်ချော်လဲနိုင်နေမောင်ကြီးအေးငါမကြိုက်တာတခုတော့ရှိတယ်ကွအဲ့ဒါကတော့လေအခန်းကိုချင်းစကားတက်ထားလို့မှောင်းနေရပဲအခန်းအဲ့ဒါကတော့ကွာအခန်းကိုချင်းစကားတက်ထားလို့လှောင်းနေရပဲချင်းစကားတွေဖယ်ပြီးလေမှန်ပရင်းပေါအရှိကြီးတွေဖွင့်ထားလိုက်ရရင်ဘလောက်ကောင်းလိုက်မလဲမြက်ခင်းကျဲကြီးကိုလေဖြတ်ပြီးရှက်တိုက်ပြီးလာလေလေကအခန်းထဲကိုတောက်လျှောက်ဝင်လာမှာ

လေးပိဆက်ဖွင့်ထားတော့ကွာတကားကိုတွန်းဖွင့်ပြီးတော့လीအခန်းထဲခြေချလိုက်တာနဲ့စိတ်ပြီးတော့အေးသွားတာပဲနောက်ပြီးငါအင်မတန်ကြိုက်တယ်လीစပယ်ပန်းနံလေးတွေကလည်းတခန်းလုံးကိုမှွှေးလို့အခန်းနောက်ကစပွဲပေါ်မှာဘန်းကလေးတစ်ခုကိုလीလက်နှစ်ဖက်နဲ့မြောက်ပြီးတော့လှမ်းတော့မယ်ဟန်ပြနေတဲ့အယုတ်ကလေးတစ်ခုကိုကွာရှင်ပြီးတော့ချထားတာပေါ့တထောင်တတလောက်မြင့်မယ်ထင်ပါရဲ့ကွာဟာဝိုင်ကျွန်းသူလိုလीမလုံးတလုံးအဝတ်လေးတွေနဲ့ကွာ အဲမှွေးနေတာကလေသူတို့မြောက်ကင်ထားတဲ့ဘန်းကလေးတွေတဲကကွအဲ့ဒီဘန်းကလေးတဲမှာအပင်ကခူးပိကစားစပယ်ပယ်လက်လက်ဆက်ဆက်ကလေးတွေကိုကွအပြည့်အမောက်ထည့်ထားတာလေလုံပြီးအေးနေတဲ့အခန်းတစ်ခန်းလုံးကလည်းကွစပယ်ပန်းနံကလေးပြက်ပြန့်ကလေးမှွေးနေတာ စပယ်ပန်းနံကလေးတွေကွပြက်ပြန့်ကလေးမှွေးနေတော့စိတ်ချမ်းသာလိုက်တာပြောမနေနဲ့ကျမ်းပေါ်မှာခင်းထားတာကတော့ကွအမွေးပါကောစောကြီးတွေပေါ့ ခြေလန်းလိုက်တိုင်းလင်းအမွေးပွားပွားထဲမှာခြေပွားတစ်ခုလုံးနင်းနေပြီးတော့ဝင်သွားတာကအတော့ကိုအရသာရှိတယ်မောင်အေးဆိုဖာကလထိုင်ကြီးတွေကတော့ကွာနိုးနေရောင်တွေဇာအဖြူလက်တင်နဲ့ဖွေးပြီးတော့တန့်နေတာပဲခြေပြက်လက်ပြများထိုင်ချလိုက်ရင်လေတကူလုံးဤဝင်သွားမယ်ထင်နေငါမျက်စိအကြဆုံးကတော့လေမျက်နှာချက်ကတွဲလဲကျနေတဲ့ဖန်မီဆိုင်ကြီးပဲကွာမိဖွင့်လိုက်တော့အလင်းရောင်ကတဖိဖိတဖြက်ဖြက်နဲ့လင်းလဲပြီးတော့ဖြာထွက်လာတယ် တိတ်လာတာပဲကွာခန်းစည်းနှစ်ထပ်ချထားတော့လေနည်းနည်းလေးမောင်းလေးတဲ့အခန်းထဲမှာဝင်းပြီးတော့လွတ်လပ်သွားတာပေါ့အခန်းဟိုဘက်ဒီဘက်နေရံတွေမှာတော့ကွာဟွက်ပြီးတော့တတ်ထားတယ်စပီကာနှလုံးကလည်းလေတချင်းတန်တူတူလေးပြန့်နေတယ်အင်းအခန်းကလည်းအေးပန်းကလေးကလည်းမှွေးတချင်းလေးကလည်းဆွေးကွာอืมငါတို့လေငါတို့အခန်းထဲကမထွက်ပဲလေကိုကိုွေးပြီးတော့အစ်ချင်နေတော့တာပဲကွာကိုကိုွေးပြီးတော့အစ်ချင်နေတော့တာပဲ တရေးလောင်များအိတ်လဲရရင်ကွာထမင်းစားကန်ကတော့လေပထမအိတ်ကန်နဲ့တစ်ဆက်သေးကွာရေခဲတတနာကနေရက်ကပြီးတော့ကြီးရဲမာလီကျွေပစကျွေပစ္စည်းတွေမှာစုံနေရပဲဒီနာဆက်တို့တီးဆက်တို့ဘာဆက်တို့ကွာညာဆက်တို့နေမှာပေါ့အဲ့ဒါကစိတ်ဝင်စားစရာမကောင်းပါဘူးဟိုတပန်နေရန်ကစိတ်ကလေးတွေကောင်းပါလေစိတ်ဝင်စားစရာတကယ်ကောင်းတာအရက်ပလင်းတွေမှာစုံလို့ဝီစကီရောဘရန်ဒီရောကော့ညက်ရော ရှမ်ပင်ရောတချို့တွေကလည်းကွာဘာမျိုးစားမှန်းတော့မသိပါဘူးပလင်းပုံစံတွေကလည်းအမျိုးမျိုးလေးတောင်ရောရှီရှီရောပူပူရောဝိုင်းဝိုင်းရောကွာပြားပြားရောဖန်ခွက်တွေကလည်းလေပုံစံအမျိုးမျိုးဒီအရက်တောင်ရင်လေဒီဖန်ခွက်ထဲမှာဟိုအရက်တောင်ရင်ဟိုဖန်ခွက်ထဲမှာစူရာတွေကလည်းရှိတယ်မဟုတ်လားအေးအဲ့ဒါတွေကိုထားလိုက်ပါတော့ငါသဘောကျတာကတော့လေထမင်းစာစပွဲကြီးပဲအဖြူရောင်ကြောက်စပွဲကြီးကွာဖွင့်နေတာပဲ ။ဇပွဲကြီးလည်းမှချထားတာကလည်းလေကွာ။ကြောက်ပန်းအိုအဖြူ။ဇပွဲဇပွဲကြီးလည်းမှချထားတာကလည်းကြောက်ပန်းအိုအဖြူတွေအဲ့ဒီပန်းအိုတွေမှထိုးထားတာကတော့ကွာ။နှင်းစီပန်းနင်းနင်းရဲရဲတွေနှင်းစီတွေကလည်းအငုံနေအဖိုးကလည်းမကတော့ဘူး။ကကဆွဆွလေးလေးမပွင့်သေးတဲ့ပန်းငုံတွေပေါ့။အိုးအတုမဟုတ်ပါဘူး။အစစ်မှအစစ်အခုတလောကမှာကော့ကရိတ်လမ်းကဝင်လာတဲ့လေတပ်ဖက်နိုင်ငံကနှင်းစီလေးကွလှတလာမမင်းနဲ့ငါသာပကြီးဆွဲတဲ့ရင်လေ ဲ့ဒီကြောက်စပွဲအဖြူပန်းအိုးအဖြူနဲ့ပန်းနီနီတွေကိုပကြီဆွဲလိုက်ချင်မရဲ့ကွာပန်းရနဲ့ရလုံးလို့ကွာမျက်စိထဲမှာဆွဲနေတာပဲမိဖို့လဲဝင်လိုက်တော့လေကွာပါမုတ်ကင်နေတဲ့အနှံ့ကလည်းမှွှင်းနေတာပဲအိမ်ပေါ်မှာလေးကလျှက်စင်မိခင်ဆက်သေးကလေးကင်မီစာပါမုတ်ကို ထုတ်ပြီးတော့ထောပတ်တီတုံနေတာပေါ့မင်းပါလေစိန်တစိန်ထောပတ်သုံးမလားကွာ တူတစိတ်တံမှုကိုဖောက်ထားတာကြောင်ရင်ပေါ်မှာတင်ထားတာကတော့ကွာငါတစ်တာဘူးလို့နိုးမုံနိုးစိမ့်စစ်သူဘူးအိုးစုံလို့ကွာငါတို့မိဖို့ကြောင်နေမှာဆိုရင်လေငပိငံမြာရင်နဲ့တွေနှံတက်တယ်နော်သူတို့မိဖို့ကြောင်မှာတော့ကွာအဲ့အနံမရဘူးအော်မြမပြိအော်မြမပေးဟာကိုမကြိုက်ပဲရှိပါမလားအဲ့ဒီငပိငှချောက်ငံမြာရီတို့ဒညင်းသည်စားရည်စိန်တို့ကလေမိဖို့ဘေးကစတိုကန်းထဲမှာစံအိတ်တွေရောဆွေဘုံတွေရော တခန်းလုံးပြည့်လို့ကွာ အော်ဟိတ်ကောင်မင်းကဘာရင်နေရလဲမယုံလားငါဖြီးနေတယ်အောင့်မိနေရလားကွာငါတကယ်ရောက်ဖူးတာပါကွာခက်တော်တာပဲဒီလိုကွာဒီလိုငါကမိပြေသမားဟာကိုမင်းလည်းသိသားပဲသူတို့အိမ်ကလေမိခလုတ်တစ်ခုဓာတ်လိုက်နေလို့တွားပြင်ပေးရတာပါကွာငါလိုကောင်ကိုတော့လေသူတို့ကအလဲဘက်ခေါ်ပါမလားကွာခွေးကြရပါပဲ အဲ့ဒီမိခလုတ်ပြင်ဆင်ပြီးတော့လေမဟေတီဒေဝီကြီးက တလက်စာရင်ကျန်တဲ့မိကျိုးတွေမိခလုတ်တွေကိုစစ်ပေးခဲ့ပါဆိုလို့ဟဟငါကအခန်းစီရောက်ဖို့ဟာဟာငါကအခန်းစီကိုလေရောက်ဖူးခဲ့ရတာပါကွာ ဟုတ်ဘူးလားအပေါ်တက်ကတော့လေပို့ပြီးတော့တာနာတာပေါ့ငါမောင်ရာအိတ်ခန်းဆိုပေမဲ့အခန်းနဲ့အခန်းတိုင်းမှာ TV နဲ့ရေခဲတူတာနဲ့ဆိုပါစက်တီနဲ့ကွာ တထောင်လောက်ထူရဲလီမွေရာကြီးတွေရဲ့ကိုလုံးပေါ်မှန့်ချက်ကြီးတွေနဲ့ပကြီးကားကြီးတွေချိတ်ထားတာကလည်းလှမလားကွဟောတွေ့လားအဲ့ဒီလေပါကျဲရိုကားဖြူကြီးမောင်းသွားတာကလည်းဥမမောင်ထွေးရဲ့သားပဲဒါပေမဲ့သူကနံမက်နှစ်ရဲ့သားသူ့ကုမ္ပဏီမှာတော့လေသူက MD ပေါ့ဟဲဟဲမင်းလဲလေမင်းအိမ်မှာတော့မင်း MD လုံနိုင်တာပဲမင်း MD လုံနိုင်တာပဲဟာလို့ပေါ့ငါလဲငါအိမ်မှာတော့ငါ MD ပေါ့ဟာ MD ဆိုတာကအုတ်ထုတ်မှုဒရိုက်တာလင်းငါအိမ်ငါပြည်သားစုမှာငါကငါခန့်လို့ရတာပဲဟေးဟေးသူတို့လည်းသူတို့ကုမ္ပဏီမှာဟာသူတို့ဟာသူတို့ခန့်ကြတာပဲမဟုတ်လားအေးကွာတခါတလေတော့လေကိုယ်ကုမ္ပဏီမှာလေကို MD လေးပါလေလှုပ်ဖူးကျင်တာညကြမှာအိမ်မက်တဲထက်မဲ့ပြစ်လိုက်ဦးမယ်ဟာဟောကားလာပြီးကြက်တယ်ကွာအေးကြက်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 ဟာ၆နဲ့ကားစောက်စည်းနေလေအေးရောက်မှာမဟုတ်တော့ဘူး ူတို့တို့လေပါရာတို့တွေပါကျဲတို့တွေမာစီတွေလည်းလေထဲလဲမစည်းနိုင်တော့မှကျစ်စုပ်လေးတစ်စီးပဲဖြစ်ဖြစ်စည်းနိုင်ခြင်းလိုက်တာကွာအေးလေရှေးကူဆိုပေါ့ကွာရှေးကူဆိုရှိမှလူရန်ချင်းပေကန်ချင်းစွန်ကျဲချင်းဆိုရင်ပေကူတို့တွေဆက်နိုင်မှာပေါ့ပေကူတို့ရှိမှလည်းလေထဲကူတို့ကဆက်တိုက်လာမှာတဲ့ကွာဒီတစည်းတော့ရအောင်တက်တော့တငယ်ချင်းရေလက်မြဲမြဲချီမြဲမြဲနဲ့စီးနေကြတိုင်းချင်းင်းကုန်ကလေးနေရာရအောင်လူကွာဆွဲဆရာကြီးဆွဲ တွေ့တာလေးတွေများတယ်အစင်နာတရားကလေးနဲ့လीဖြည်းဖြည်းပြနော် ဖြည်းဖြည်းပြအစုံတည်းနာတော်တာဆင်မိခဲ့ကြတဲ့ဗာမစ်လိုက်ပြီးပြိသက်များအလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဗာမစ်လိုက်ပြီးဝိုင်းတော်သားများအလုံးကဆုတောင်းပေးလိုက်ပါတယ်နေ့စဉ်နေ့တိုင်းစာအုပ်ကောင်းလေးတွေကိုဖတ်ပြပေးတော်မှာမို့လို့ဗာမစ်လိုက်ပြီး audio channel လေးကို subscribe လုပ်ထားပေးကြပါဦးနော်အလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်